တခြားဟိုမှာ Airbus တို့ Boeing တို့နိုင်ငံတကာမှာတကယ်နိုင်ငံအကြီးကဲ VIP စီးတဲ့လေကြီးကအကြီးကြီးတန်းချွေခေတော်လည်းအဲ့လိုပဲမျက်နှာငယ်ရတယ် International Airports ရောက်သွားပြီဆိုတာနဲ့ video မှတ်တမ်းတင်တာတို့ဓာတ်ပုံလို့ရိုက်လို့ရှိရင် ADR တေးတေးလေးနဲ့တကယ်ကိုလည်းမျက်နှာငယ်ရတယ်အခုဆိုရင်ဒါမင်းအောင်လိုင်းဝယ်တာ Fokker Sampi 3စီးရှိသွားပြီအားလုံးမင်္ဂလာပါ မင်္ဂလာပါကြာကြီးမင်္ဂလာပါဟုတ်ဒီနေ့က2025ခုနှစ်စက်တင်ဘာလ16ရက်နေ့ပေါ့နော်16ရက်နေ့ဒီနေ့ထူးခြားသတင်းတွေပေါ့ထူးခြားသတင်းတွေထဲမှာကျွန်တော်တို့ဒါဟိုတတိထားပွဲရလေးတစ်ခုသွားတွေ့တာကဘာသွားတွေ့လဲဆိုတော့ဒါရှာကြီးကိုတစ်ခုမေးဖို့လည်းရှိတယ်ပေါ့နော်အဲ့ဒါမတိုင်ခင်မှာကျွန်တော်တို့ဒါခင်ညွန့်ကိုဒါမင်းအောင်နိုင်ကသွားတွေ့တယ်ဆိုတော့ဒါစစ်တပ်ဘက်ကတဲ့င်းနေပေါ့နော်စစ်တပ်ဘက်ကတချို့တဲ့င်းနေထွက်လာတယ်ပေါ့ထွက်လာတဲ့ခါကျတော့ဒါလည်း ကျွန်တော်သတိထားပွဲရာတရက်ပေါ့နော်သတိထားပွဲရာတရက်ဆိုတာလဲမင်းအွန်လိုင်းကတော့သူအာနာတီမြေကြီးအတွက်ကတော့ဒါအမျိုးမျိုးကတော့ဒါကြံစီနေပါပဲဒါဒီရက်ပိုင်းမှာပဲညိုစောကိုတရုတ်ကိုသွားခိုင်းလိုက်တဲ့ကိစ္စလဲတခုရှိတယ်ရှိပြီးတော့မှဒါဟိုမင်းအွန်လိုင်းကကျွန်တော်တို့ခံမှန်းထားတဲ့အတိုင်းပေါ့နော်ကျွန်တော်တို့ကတော့ဒါဖြစ်နိုင်ခြေရှိတဲ့ဟာတွေတော့ဘက်ပေါင်းစုံကနေအဲဒါဟိုစဉ်းစားပြီးတော့မှတုံးတက်ရတာပေါ့နော်တုံးတက်ရတာပေါ့ကျွန်တော်တို့ ဒါရွေးကောက်ပွဲပြီးသွားလို့ရှိရင်ငင်းငင်းကြီးအတွင်တွင်ခေါ်မယ်ဆိုတော့ဟာကဒါဟိုညဉ့်ညဉ့်ရဲ့ဘီတုကာကြီးလို့တို့ဒါစစ်တပ်ကတင်သားတာပေါ့နော်ဒါခင်ညွတ်လက်ထက်တုန်းကလည်းဒါဒါလည်းအမှန်တရားပေါ့နော်ခင်ညွတ်လက်ထက်တုန်းကလည်းဒါတိုင်းရင်းသားအာတော်လိုင်းတပ်ဖွဲ့တော်တော်များများကိုဒါခင်ညွတ်ရဲ့တော်ကီတပေါင်းနဲ့ပေါ့နော်လိုက်ပြီးတော့မှစီယုံပြီးတော့မှလိုက်ထိန်းထားတဲ့ထိန်းခဲ့တဲ့လူတယောက်လည်းဖြစ်တယ်ပေါ့ထောင်းလိုင်းထောင်းလိုင်းညွန်ကျုပ်ကဒါတွင်းမှုတစ်ကော ဒါဝင်းကြီးချုပ်ဆိုတဲ့ယာတူရောပေါ့နော်ဒီဟာတွေအကုန်လုံးဒါသုံးမျိုးသုံးစားသလုံးကိုဒါတယောက်တည်းကင်တွယ်ခဲ့တဲ့ဒါရှမ်းရှမ်းတောက်လူတယောက်လို့ပြောလို့ရတယ်ပေါ့နော်ဒါသူတို့ဒါစစ်တပ်မှာပေါ့နော်စစ်တပ်မှာရှမ်းရှမ်းတောက်လူတယောက်လို့ပြောလို့ရတယ်ပေါ့နော်ဒီလူကိုသွားပြီးတော့မှဒါဒီလူကိုမင်းရောက်လိုက်ကသူကာကွယ်ဦးစီးချုပ်ဖြစ်တဲ့အချိန်မှာတန်းချေထောင်ချခဲ့တယ်သူကထောင်ထဲပြန်ထုတ်တယ်ပြန်ထုတ်ပြီးဗိုလ်ချုပ်ကြီးငြိမ်းပေးတယ်အဲပြီးတော့သူ့ရဲ့ရပိုင်ခွင့်နေဒါ gratuity တွေပြန်ပေးပင်စင်တွေပြန်ပေး ပြီးတော့သူတို့ဒီတားဖနှစ်ယောက်လုံးထောင်ထဲကနေထုတ်ပေးတာပေါ့နော်အထုတ်ပေးပြီးတော့မှဒီလိုတွေဟိုဟာဖြစ်တယ်ပေါ့ဖြစ်ပြီးတော့အခုဆိုလို့ရှိရင်ဒါမတွေ့ဆုံတာမတွေ့တွေ့ဆုံတယ်ဆိုတဲ့သတင်းမကြားတာတော်တော်ကြာပြီပေါ့နော်အခုတခါတွားပြီးတော့ရွေးကောက်ပွဲနာနီးတဲ့အချိန်မှာနောက်တစ်ချိန်တွားပြီးတော့မှထပ်ပြီးတော့တွေ့ဆုံတယ်ဆိုတဲ့ဟာကလည်းဒါ main online ကအာပြောရမယ်ဆိုရင်တော့အသက်ကယ်စီးလိုက်ရှာနေတယ်လို့တော့ပြောလို့ရတယ်ပေါ့နော်အသက်ကယ်စီးလိုက်ရှာနေတယ်သူကိုယ်သူအသက်ဆက်ပြီးတော့မှ အဲသူ့ရဲ့အာနာတက်ဆက်ပြီးတော့ရှင်တန်မယ်ဆိုတဲ့ဟာလေသူ့ရဲ့ယုံကြည်မှုကလည်းဒါရှိနေတုံးပဲလို့ပြောလို့ရတယ်ဗောနော်အဲဒီဟာနဲ့ပတ်သက်ပြီးတော့လည်းဒါကျွန်တော်တို့လို့ပြောရမယ်ခင်ညွန့်ရဲ့စနက်တွေနဲ့ဗောနော်ခင်ညွန့်ရဲ့အတွေးခေါ်တွေခင်ညွန့်ရဲ့အယူအဆတွေနဲ့ဒါကျွန်တော်တို့တိုင်းသားတော်လှန်တပ်ဖွဲ့တွေစီကိုမင်းအောင်နိုင်က နောက်ထပ်တနည်းတဖုံမြန်အဲတခြားနီလန်းတစ်ခုနဲ့မြန်ချင်းကလာအောင်မလားဆိုတဲ့ဟာလေစဉ်းစားရတခုဖြစ်လာတယ်ဗောနော် ဲနောက်တစ်ခုကတော့ဒါမနေ့ကပဲကျွန်တော်တို့ကဒါဒီရက်ပိုင်းမှာတော့မင်းအောင်လည်းလှုပ်လှုပ်ရှားရှားကတော့ဒါလေရင်ပိုင်းနေနည်းနည်းလှုပ်လှုပ်ရှားရှားလေးဖြစ်လာတယ်ပေါ့နော်လှုပ်လှုပ်ရှားလေးဖြစ်လာတဲ့ခါကျတော့ဒါအခုဆိုလို့ရှိရင်ဒါမင်းအောင်လည်းကမနေ့ကဒါတစည်းလေရင်တစည်းပေါ့နော် focus assembly တစည်းထပ်ဝယ်လိုက်တယ်လို့ကြားသိရတယ်ပေါ့နော်ဒါနဲ့ပတ်သက်လို့လည်းဆရာကြီးအတွေ့အကြုံလေးရပြီးတော့ focus assembly ဝယ်ရခြင်းရည်ရွယ်ချက်တို့ပါတို့ပေါ့နော်သူ့ရဲ့အားသာချက်အားနည်းချက်တို့ကဘာတွေ ဖြစ်လာနိုင်မှာပေါ့နော်။ဘာတွေလဲပေါ့နော်။ဒါလေးတစ်ချက်တော့အရှင်းပြပေးပါဦး။ဟုတ်။ဒါ focus assembly ရတာကျွန်တော်တို့ဟိုမလေးရှားလေစိတ်ကနေဒီမှာ September လ14ရက်နေ့ရတက်လာပြီးတော့ဒါမင်္ဂလာတုံးဘက်ကိုရောက်တယ်ပေါ့နော်။မင်္ဂလာတုံး BB ဆိုင်ရလေစိတ်မှာဆင်းတယ်။ဆင်းပြီးတော့ဒါမင်္ဂလာလေးတွေလေးတဲ့ scan ဌာနချုပ်တယ်ဝင်သွားတယ်ပေါ့။အဲ့ဒီမှာသူကထူးခြားတာဒီ focus assembly ရဲ့လေးရဲ့နံပါတ်ကတော့ HYARA ဆိုပြီးတော့ လို့တွားတွေ့ရတာပေါ့နော်ပထမကျွန်တော်တို့ focus sample ပြီးနှစ်စီးဒါ main online စီးဖို့ဝယ်ထားတော့ဟာလေရင်နဲ့မက်ကကျွန်တော်တို့002နဲ့003ဆိုပြီးတော့လေနှစ်စီးရှိတယ်ပေါ့နော်နှစ်စီးရှိတယ်အဲ့ဒီမှာဒီ focus sample ကတော့ကျွန်တော်တို့ Netherlands နိုင်ငံထုတ်ဖြစ်တယ်ပေါ့နော် Netherlands နိုင်ငံထုတ်ဒီ002နဲ့003ကပုံမူက2010ခုမှာဒါတို့ပုံမူကြီးကြော်ဆုံမှုပေါ့เนาะဦးစီးပြီးတော့ Netherlands နိုင်ငံမှာပဲဒါ convention trading လုပ်ပြီးမှာ နစီလုံးဝယ်တာဒါစစ်တက်က2019မှာကျတော့ဒါနိုင်ငံတကာဖြေလျှော့ထားတဲ့အတွက်ကြောင့်ဒါဟိုစစ်တက်ကဝယ်ယူခွင့်တွေပါလေရတယ်ပေါ့နော်အခုနောက်ပိုင်းဒီ2025မှာတော့ဒါနိုင်ငံတကာပိတ်ဆို့မှုကြောင့်သူတရားဝင်စစ်တက်အနေနဲ့တရားဝင်ဝယ်လို့မရအောင်တရားဝင်ဝယ်လို့မရတဲ့အခါကျတော့မြန်မာ airline နာမည်တုံးပြီးတော့မှသူကဝယ်ထားတာပေါ့နော်ဟိုလေယာဉ်နံပါတ်ကိုလည်း HY ARA ဆိုပြီးတော့ပေးထားတာမျိုးပေါ့အဲ့ဒီတော့ခုန ဒီ Focus 70ကတော့ကျွန်တော်တို့ဟို fighter ပေါ့နော်ဒီ jet jet ဖြစ်တဲ့ jet engine မျိုးစားဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ speed ဒီဘာတွေကတော့ကျွန်တော်တို့ခုနမိုင်လောက်အထိကိုဒါရက်ဖက်ရေအိုးစားပစ်ပိုက်လို့ရေးပါလေဆိုတာအဲ speed ကိုခုနမိုင်လောက်အထိတမိနစ်ကိုခုနမိုင်နှုန်းလောက်အထိမောင်းတယ်ပေါ့အဲ့ဒီရှေ့မှာကတော့ဒါဘုကျုံမူဤတန်းရွှေပေါ့နော်ဘုကျုံမူဤတန်းရွှေလက်ထက်မှာလည်းဒီလိုပဲဒါ2006ခုနှစ်လောက်ကအဲ့လိုမျိုးဒါခုနတရားမဝင်ပဲနဲ့ ဒါမြန်မာ airline နာမည်တုံးပြီးတော့ဝယ်ခဲ့ဦးလားရှိတယ်အဲ့ဒါကတော့ကျွန်တော်တို့ ATR 72နှစ်စီးပေါ့နှစ်စီးရအဲ့ဒီတော့ကျွန်တော်တို့ဘုံမူအောင်ကျော်ထွန်းဘုံမူအောင်ကျော်ထွန်းဦးစီးပြီးတော့ဒါပြင်သစ်ကိုသွားဝယ်တယ်ပြင်သစ်ကနေမှဒါဒီမြန်မာနိုင်ငံကိုဂျူလာတာပေါ့နော်အဲ့ဒီအဲ့ဒီတော့ကျွန်တော်တို့ airline နာမည်နဲ့ပဲ for ခံပြီးတော့လေယာဉ်နံပါတ်ကိုကျွန်တော်တို့ HYAEZ ဆိုပြီးတော့ ဟိုပါလေလေးနံပါတ်ပေးတယ်နောက်ဒုတိယတစ်စီးကကျတော့ HYAIF ဆိုပြီးတော့ဒါနှစ်စီးပေါ့တန်းရွှေခေတ်တုန်းကလည်း India 72နှစ်စီးဒါဝယ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့အခုတော့သူတို့စီးနေတာလည်းတန်းရွှေလက်ထက်တုန်းကဒီခုန airline နံပါတ်ပဲလေးနံပါတ်နဲ့ပဲတန်းရွှေခီးသွားရင်သူကစီးနေတာ India တော့ပါတော့ကျတော့သူက India 72ကတော့သူက passenger 82ယောက်စတယ်ပေါ့နော် နောက်ခုနဖော့ကာ70ရတော့ပါစင်ဂျာရောက်60လောက်စတယ် ADR 72ကတော့ကျတော့စပီကနေတယ်လေးရလည်းသေးတယ်ပေါ့စပီကတော့သူကများသောအားဖြင့်ဟိုဒီကျွန်တော်တို့လေတက်ကပိုက်လော်တွေမောင်းတာတမိနစ်ကို3မိုင်လုံးလောက်ပဲတမိနစ်ကို3မိုင်လုံးလောက်ပဲသွားတော့သူကတခြားတရုတ်တို့တခြားနိုင်ငံခြားခရီးစဉ်တွေပါတယ်သွားတဲ့အချိန်မှာဆိုရင်အချိန်ကကြာတာပေါ့ ADR ကြာအချိန်ကြာပြီးတော့မှခုနနောက်တစ်ခုက တခြား international တဲ့ airport တွေရောက်တဲ့အချိန်မှာ ADR အကောင့်လေးသေးတော့တခြားဟိုမှာ airbus တို့ boring တို့နိုင်ငံတကာမှာတကယ်ဟိုဒီဘယ်လိုပြောမလဲနိုင်ငံအကြီးကြီး VIP စီးတဲ့လေကြီးကအကြီးကြီးဟိုတန်းချွတ်ခဲ့တော့လည်းအဲ့လိုပဲမျက်နှာငယ်ရတယ် ADR ကိုဟိုဟာပေါ့စစ်ကောင်းဆောင်က international airbus ရောက်သွားပြီဆိုတာ ਨੇ ဒီတပ်ဖွာပေါ့ video မှတ်တမ်းတင်တာတို့တပ်ပုံလို့ရိုက်လို့ရှိရင် ADR တေးသေးလေးနဲ့ တကယ်လို့လည်းမျက်နှာငယ်ရတယ်။သွားတာလည်းအချိန်နေကြာပြီးတော့ဗောနော်။အဲခုနောက်ပိုင်းကြမှလာတာခုနဂျက်အင်ဂျင်တွေတော်တော်များများဝယ်လာတာဗော။အဲအခုဆိုရင်ဒါမဲအောင်လိုင်းဝယ်တာဖော့ကာကျွန်တော်တို့စမ်ပလီ3စီးရှိသွားပြီ။နောက်တစ်ခုတခါထပ်ပြီးတော့သူဝယ်ထားတာသူကိုယ်ပိုင်အနေနဲ့ဝယ်ထားတာတော့ကျွန်တော်တို့ Airbus 319ဗောနော်။အဲ့ဒါတော့ HYALG ဗော။ ဟုတ်ဒါကတော့သူကိုကိုပိုင်ပုံစံမျိုးပေါ့ဟုတ်ဟုတ်အဲ့ဒါဒီဟာကကျွန်တော်တို့ပြောရမယ်ဆိုရင်ဒီဝိုင်တွဲတို့ဝိုင်8တို့လို့ပုံစံမျိုးဒါ10ဖက်3တော့မဖြစ်နိုင်ဘူးပေါ့နော်10ဖက်3တော့မဖြစ်နိုင်ဘူးဒါပြည်သူလူထုကိုဘုံကျဲဖို့တို့ဟိုဖြစ်ဖို့တို့တော့မဖြစ်နိုင်ဘူးဒါပေမဲ့ကျွန်တော်တို့စဉ်းစားရကဘာဖြစ်လာလဲဆိုတော့ဒါဒီဟိုဘော3စီး3စီးဖြစ်သွားပြီပေါ့အခု Focus Assembly 3စီး3စီးမှာဒါတပ္ပဒါက3စီး ဖြစ်လာနိုင်တယ်။နောက်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာမဲ့ကောင်ကဒစီဖြစ်လာနိုင်တယ်ဗောနော်။ဒါသူသုံးဖို့ဒစီဗောသူစာဖတ်အနားယူလာပါလေ။လုံးမဲ့အချိန်မှာဒီလိုမျိုးတခုခုလုံးမဲ့အချိန်မှာဒါမှမဟုတ်လို့ရှင်လေသူနိုင်နိုင်ငံရဲ့ဒီဟွာဗောတခုခုတနေရာရာရဲ့အာနာကိုချုပ်ကင်ပြီးတော့မှထပ်ပြီးတော့ယူထားအောင်မယ်ဆိုလို့ရှင်ဒါသူသုံးဖို့မြန် ဖြစ်လာမလားပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒါပြောရမယ်ဆိုရင်ဒါဟိုပတ်စံရှိတို့နိုင်ငံချမ်းသာကြွယ်ဝနေလို့ဝယ်တယ်ဆိုရင်တော့ပြဿနာမရှိဘူးဒါပေမဲ့ပြည်သူတကယ်ဒုက္ခရောက်နေတဲ့အချိန်မှာဝယ်တဲ့ဟာပေါ့နော်ပြည်သူဆိုငလင်းရင်တန်းတင်းထားတာတွေရှိတယ်ဆေးပေးရှောင်နေရတာတွေရှိတယ်ဘုံကျဲခံရလို့ပေါ့နော်ဒါပြည်သူလူထုရွာလုံးကျွတ်မိရှုခံရတဲ့နေရာတွေလည်းရှိတယ်ပေါ့နော်ဒီလိုနေရာတွေမှာပြန်လဲထူထောင်ရေးတွေဘာတွေဒီငွေတွေကိုအသုံးမပြုဘဲနဲ့ ဒါတွေကိုသူတို့ရဲ့ကိုကြိုးစည်းပွားအတွက်ပဲပေါ့နော်သူတို့လုံခြုံရေးသူတို့အဆင်ပြေချောမွေ့ရေးပေါ့နော်ဒီအတွက်ပဲတုံးနေတာလဲတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့ဒါမင်းအောင်လိုင်ကတော့ဟိုနိုင်ငံဘန်နာကိုကြိုက်သလိုလုံနေတယ်လို့ပြောလို့ရတယ်ပြီးတော့နောက်တစ်ခုကပါလဲဆိုတော့ဒီတက်ချုပ်ကိုလည်းနောက်တစ်ယောက်ကိုလွှဲတော့မယ်ရေကောက်ပွဲလုံပြီးွားရင်တမရဆိုတဲ့ကောင်နောက်တစ်ယောက်ကလည်းပေါ်ထွန်းလာတော့မယ်သူတို့ကိုဒါနိုင်ငံရဲ့ဒီအာနာကြီးတုံးရလဲအနှင်းလိုက်ရတော့မယ် ဘန္နာငွေလဲအကုန်လုံးဒါတို့အနှင်းလိုက်ရတော့မယ်အချိန်မှာမအနှင်းငယ်မှာ तू စိတ်ကြိုက်ပေါ့နော် तू လှုပ်ချင်ရတယ် तू 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 ဝယ်ချင်ရတယ်ပေါ့နော်အဲအဲ့လိုမျိုးမြန်ခြောက်ပြီးတော့မြန်ဝယ်နေတဲ့ပုံစံမျိုးလားဆိုတာလေဒါကျွန်တော်တို့အနေနဲ့စဉ်းစားနေရဖြစ်တယ်ဗောနော်အဲ့တော့မင်းအောင်လိုင်းကတော့အတုအာနာတီမြဲရေးသူမိသားစုအစဉ်ပြေချုံးမွေ့စီရေးအတွက်ကတော့လှုပ်ရှင်တာလှုပ်နေတယ်ဟောဒါပဲဆိုတာတော့ဒါဟိုဘယ်လိုပြောရမလဲပွင့်လင်းမြင်သာမြင်သာလာတယ်ဗောနော်ဒါလေးပြောချင်တာဟုတ် ချိန်မှလည်းဘုံကရှိခဲ့ဘူးတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီဟိုပါဘောဥတန်းရွှေရရဟတ်ရင်ပေါ့ဟိုပါဘောဟိုအမိုင်းဆမ်ပလီရဟတ်ရင်လေနံပါတ်6715တန်းရွှေတန်းရွှေစီးတယ်အဲ့ဒီအဲ့ဒီနောက်ပိုင်းမှာခုနတမရဖြစ်လာမယ်ဆိုတော့တမရစီးဖို့ဆိုပြီးတော့6721ဆိုပြီး MI Assembly ခွဲတယ်အဲ့ဒီ6721ရဲ့အတွင်း decoration တွေပါရေးဆိုတာလဲခုနလို toilet တို့ပါတော့အစားတာရွှေရောင်တွေဟိုတောက်နေတာပေါ့နော်တကယ်ကိုရမ်းလာတာအဲ့ဒါကိုမရောက်နိုင်တဲ့သဘောကျပြီးတော့ ဒီအဲ့ဟိုယဟန်ရဲ့6721 MI summary ယဟန်ရဲ့6721အောင်သဘောကျပြီးတော့သူ့ရဲ့ focus summary တွေသူစီးတဲ့ဟာတွေကိုလည်းဒီ decoration နေစင်ခိုင်းတာမျိုးတွေအခု Airbus 319ကိုလည်းအဲ့လိုမျိုးစင်ခိုင်းတာမျိုးတွေဒါရှိခဲ့ဘူးတွေပေါ့လေဟုတ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒါ AA 6ဦးစီးချုပ်ပေါ့နော် AA 6ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရနေဒီမှာဒါ Islam ဟိုဘာသာဝင်ခေါင်းဆောင်နေနဲ့ဟိုတွဲဆုံတွဲဆုံတဲ့တည်င်းလဲတွားတွေ့ရတာပေါ့ဟုတ်ဒါမောင်းတော့မှာပေါ့နော် အဲမောင်တော်မှာကျွန်တော်တို့ဒါဆယ်စုနှစ်တစုကျော်လောက်ပိတ်ထားတဲ့ဗလီပေါ့နော်ဒီဗလီကိုကျွန်တော်တို့ပြန်ပြီးတော့မှဖွင့်ပေးလိုက်တယ်နော်ပြန်ပြီးတော့မှဖွင့်ပေးလိုက်ပြီးတော့မှဒါမွတ်စလင်ဒါဘင်္ဂါလီပေါ့နော်မွတ်စလင်ဒါတာဝန်ရှိတဲ့သူတွေနဲ့ဒါအာရခတ်တော်အေရဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ဒါလက်ဆွဲနှုတ်ဆက်နေတဲ့ဓာတ်ပုံတွေလဲဒါသတင်းဌာနတွေမှာပေါ်ပြလာတာတွေ့ရတယ်ပေါ့နော်ဒီအပြင်နောက်ထပ်တစ်ခုထပ်ပြီးတော့မှဒါဟိုရေးထပ်တာလေး ထပ်ပြီးတော့မှဟိုဟာဖြစ်တယ်သူကဒီမွတ်စလင်ခေါင်းဆောင်တွေကပေါ့နော်ဒီရခိုင်ပြည်နယ်ကမွတ်စလင်ခေါင်းဆောင်တွေကဘာပြောလာလဲဆိုတော့သူကရခိုင်ပြည်နယ်မှာတဲ့လူမျိုးရေးဘာသာရေးတွေးခွဲလို့မရတော့ဘူးဟမ်အော်တွေးခွဲလို့မရတော့ဘူးဆိုတဲ့ဇကားလေးကျွန်တော်အဲ့ဒီဇကားလေးဖတ်ပြီးတော့မှအကြိုက်အရင်ကြိုက်ပါရဲကြိုက်ပါလို့ကျွန်တော်ရခိုင်ပြည်နယ်မှာတာဝန်ထမ်းဆောင်ခဲ့တာတာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်မှာကျွန်တော်2005ကနေပြီးတော့ကျွန်တော်2017ဒီရခိုင်ပြည်နယ်မှာဘူးတီတောင်မှာကျွန်တော် 6နှစ်လောက်တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်မှာဘာလဲဆိုတော့ကျွန်တော်တချို့ဒီဘူးကြီးတောင်မြို့နယ်တွေကရွာတွေမှာသွားလို့ရှိရင်ဒါမွတ်စလင်ရွာရှိတယ်ရခိုင်ရွာရှိတယ်အဲ့ဒီမှာအဲတချို့ရွာမှာကြတော့သူကမွတ်စလင်တချမ်းဟိုရခိုင်တချမ်းဘင်္ဂါလီတချမ်းရခိုင်တချမ်းပေါ့နော်အဲ့ဒီမှာသူကဟိုရခိုင်ကရခိုင်ဥက္ကဋ္ဌတီးတန့်ခန့်ရတယ်ရခိုင်လူမျိုးအုပ်ချုပ်ဖို့အတွက် ဘင်္ဂါလီကလည်းဘင်္ဂါလီကိုအုပ်ချုပ်ဖို့အတွက်ဘင်္ဂါလီဥက္ကဋ္ဌတက်တက်ထားရတယ်တရွာထဲမှာဘူးနော်တရွာထဲမှာနှစ်ချမ်းကွဲနေတာသူကအဲ့လိုမျိုးထားရတယ်အဲ့ဒါဘာလဲဆိုတော့သူကဘာသာရေးမှိုင်းတိချက်ကဘာသာရေးမှိုင်းဟိုဘက်ကဗုဒ္ဓဘာသာဟိုဘက်ကဘုန်းကြီးကျောင်းနဲ့ဘာနဲ့သူကသူရခိုင်ဘက်ကတချမ်းကဘုန်းကြီးကျောင်းနဲ့ဘာနဲ့ဗုဒ္ဓဘာသာကိုကိုွယ်ပြီးတော့မှနေတယ်ဒီဘက်ကတခါဗလီတွေနဲ့ဟိုဟာနဲ့အဲ့လိုမျိုးပေါ့နော်နေကြတယ်ပေါ့နော်အဲ့ဒီမှာသူကဘာလဲဆိုဒါဒါစစ်တပ်ရဲ့ဟိုဟာပဲ ဟိုအရင်တော့ဟိုအရင်တော့တန်းရွှေလက်ထက်တို့ဘာတို့တုန်းကတောက်လျှောက်ထည့်ခဲ့တဲ့ဆဲပဲပေါ့နော်တက်ရှုတွေးခဲ့တယ်တက်ရှုတွေးခွဲခဲ့တာတွေးခွဲနောက်ဆုံးဘလောက်ဒီဟွာဖြစ်လဲသူအဲ့ဒီမှာဟိုရခိုင်ပြည်မှာအများဆုံးတုံးတဲ့ဟွာကဘာလဲဆိုတော့သူကအများဆုံးတုံးတဲ့ဆောင်ဘုတ်ကဘာလဲဆိုတော့မြေမြိုရွေးလူမျိုးမပြုတ်လူမျိုးမှလူမျိုးပြုတ်မြည်အဲဆိုပြီးတော့မှသူကဒါလာဝကတွေလာဝကယုံနေပါတယ်မှာဆိုလို့ရှိရင်အရင်တော့ဟိုအခုဆိုနာခခပေါ့နော်နာခခအဖွဲတွေရဲ့ဟိုဟာတွေမှာစခန်းတွေခြေပါဆိုလို့ရှိရင်ဒါတွေအများနဲ့ ရေးထားတယ်ပြီးလို့ရှိရင်သူကမွတ်စလင်တွေကိုသူကလက်ထပ်မယ်ဆိုလို့ရှိရင်တလင်တမယာစနစ်ပဲသွားခိုင်းတယ်သူမွတ်စလင်ရဲ့ဒီဟိုကမိမအများကြီးယူတာကိုမိမအများကြီးယူတတ်တဲ့ဟိုကသူ့ရဲ့ဓာတ်သူ့ရဲ့ဘာသာဘာဝသူ့ရဲ့အလေးထားပဲအဲ့ဒါကိုသူကဟိုတလင်တမယာစနစ်နဲ့သွားရမယ်သူလက်ထပ်ခွင့်ကို6လကြိုတင်ရတယ်ကျွန်တော်အယတ်သားတော့ပြည်သူလူထုကလက်ထပ်တော့မယ်ဆိုလို့ရှိရင်ဒီနာခခါကိုသူက6လကြိုပြီးတော့မှတင်ရတယ်စစ်သားပုံစံမျိုးစစ်သားပုံစံမျိုး6လဘယ်ဘယ် ဘယ်ရွာကဘသူရဲ့တမီနာမည်ဘသူနဲ့ဒါလက်ထပ်ပါမယ်ဘယ်နေ့ဘယ်ရက်မှာလက်ထပ်ပါမယ်6လကြိုတင်ရတယ်6လကြိုတင်ပြီးတော့မှ तू อ่ะအဲ့ဒီလင်မယားကညာသွားပြီဆိုလို့ရှိရင်လေ तू อ่ะကလေးတယောက်ပဲမွေးရမယ်အဲ့တော့ကလေးအများကြီးမွေးတာကိုကျွန်တော်တို့ဒီကျွန်တော်တို့တက်ရှိရဟိုရွာကဥက္ကဋ္ဌဆိုလို့ရှိရင်တာသမီ80ကျော်တယ်80ကျော်တယ်အဲ့ तू ကဟို ဖြတ်တော့သူကဗမာလေးဗမာစကားလေးတက်တော့ကျွန်တော်နဲ့အတူထိုင်စကားပြောနေရှေ့ကဖြတ်တော့အာဥခရဥခရသားလားဆိုလို့ရှိရင်သူကဟိုကျွန်တော်တိတ်မမှန်းမိဘူးလေကျွန်တော်သားတော့ကျွန်တော်တိတ်မမှန်းမိဘူးဆိုတဲ့ပုံစံမျိုးပေါ့အဲ့မှာသူကဒါလူလူမျိုးဟွာဖြစ်တာပေါ့နော်လူလူပွားတဲ့နှုံးကသူတို့ကတားများတာဟိုများတဲ့ခါကျတော့အဲ့ဒီမှာသူကဗုဒ္ဓဘာသာနဲ့ဒီမွတ်စလင်နဲ့ခွဲတယ်ပြီးတော့ဘင်္ဂါလီနဲ့ရခိုင်နဲ့ခွဲတယ်ပေါ့နော်လူမျိုးကြီးခွဲတိုင်းပြီးတော့မှရခိုင်ကိုအခွင့်အရေးတစ်မျိုး အဘင်္ဂါလီကိုအခွင့်အရေးတစ်မျိုးပေးထားတဲ့အခါကျတော့ तू อ่ะအဲ့ဒီမှာတယောက်နဲ့တယောက်ကအဆင်မပြေမှုတွေတောက်လျှောက်ရှိကြရဲပေါ့နော်အရှိကြရဲအဲ့တော့စစ်တပ်ကလည်းတကယ်ဖေဗာပေးလို့ရှိရင်ဘယ်သူ့ကိုပဲဖေဗာပေးလဲဆိုရခိုင်လူမျိုးပဲဖေဗာပေးတယ်ဒီဘင်္ဂါလီကိုကျတော့ဖေဗာမပေးဘူးအဲအဲ့လိုမျိုးတွေပေါ့နော်အဲအဲ့လိုတွေဖြစ်တဲ့အခါကျတော့ तू อ่ะဒီမှာလူမျိုးရေးဘာသာရေးအခုဆိုခွဲခြားလို့မရတော့ဘူးဆိုတဲ့ဟာသူတို့တွေးစီးညီညွတ်သွားပြီစစ်တပ်ကိုလုံးဝဥတီပြီးတော့မှစစ်တပ်တမျိုးတည်းပဲဥတီပြီးတော့မှတော်လှန်တော့မယ်ဆိုတော့ စကားလံပေါ့နော်ဒါမွတ်စလင်ခေါင်းဆောင်တွေကဒီလိုစကားပြောလာတယ်ပေါ့နော်ပြီးတော့တခါဒါဗိုလ်ချုပ်ထွန်းမြတ်နိုင်ငံကဒါဆယ်သူနှစ်တစုကျော်ဆို2015မတိုင်ခင်လောက်ကတည်းကမဖွင့်ရတဲ့ဗလီပေါ့နော်ဒီဗလီကြီးကိုပြန်ပြီးတော့မှဖွင့်ပေးတယ်ဖွင့်ပေးပြီးတော့မှဒါခေါင်းဆောင်တွေနဲ့တင်းရင်တင်းတွဲဆောင်ပြီးတော့မှဒါသူ့ရဲ့ပြည်နယ်ထဲမှာရှိတဲ့လူကိုဒါဗိုလ်ချုပ်ထွန်းမြတ်နိုင်ငံကရခိုင်သောမွတ်စလင်သောခမီမျိုးဒိုင်းနာတက်ဘာညာအဲ့ဒီ ဟိုရခိုင်မျိုးနွယ်စုတွေပေါ့နော်ဒီဟာတော့ဘာတော့သူဘာမှမခွဲပဲနဲ့အကုန်လုံးဒန်းလူညီမြအုပ်ချုပ်တာကဒီဘာသာခြားတဲ့လူလူမျိုးခြားတဲ့လူတွေတောင်မှအနားလဲလာပြီလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့လာပြီးတော့မှ comment လေးတွေဝင်မှန်းရတယ်မင်းတို့ကရင်ဘောမာတာမရတော့တင်ကန်းကြီးနောက်ကြီးပြန်မှာပါမင်းတို့ကရခိုင်ဘောပြေးမပြန်ပြီမဟုတ်ပါဘူးကျွန်တော်တို့ကကရင်လဲမာသေးပါနော်ရခိုင်လဲမာသေးပါ ချစ်ကောင်စီကိုတော်လန်နေတော့မြည်သည့်အဖွဲစည်းမစို့မပါရဲနော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကချစ်ကောင်စီပြုတ်ကြရေးအတွက်ဥတီနေတာဖြစ်တဲ့အတွက်ချစ်ကောင်စီကိုတော်လန်တော့မြည်သူမစို့မရဲဒါပေမဲ့တခုရှိတာကမညီညွတ်တော့မညီညွတ်ကြောင်းတော့ပြောရမှာပဲဟုတ်တယ်ဟုတ်တယ်အဲ့တော့ဟိုမှာလူမျိုးခြားဘာသာခြားတဲ့လူတွေတော့ညီညွတ်နေပြီကျွန်တော်တို့ကအဲ့ဒါကြောင့်မလို့ကရင်ကလည်းကျွန်တော်တို့ညီညွတ်ပါလို့ကျွန်တော်တို့ကပြောတာကရင်ရှင်ချင်းပြန်ချပါလို့ကျွန်တော်တို့တစ်ခါမှရံမတိုက်ဘူးဟုတ်ညီညွတ်ကြပါ ဗုဒ္ဓဘာသာနဲ့ခရစ်ယာန်နဲ့ကွဲတာလောက်ကိုမပြောနဲ့ဟိုမှာလုံးဝတကယ်အဖြူနဲ့အမဲလို့ကွဲတယ်ဟိုမွတ်စလင်နဲ့ဗုဒ္ဓဘာသာဆိုတာနော်အဲ့လိုကွဲတာတောင်မှပဲရခိုင်နဲ့အခုဒီဘင်္ဂါလီနဲ့ဒါသွေးစည်းညညွတ်ပြီးတော့မှဒါစစ်တပ်ကိုဒီ A တပ်ဖွဲ့ဝင်ထဲမှာလည်းဘင်္ဂါလီတွေအများကြီးရှိတယ်ဗောနော်အများကြီးရှိတယ်ဒါဟိုစစ်တပ်ကိုဝိုင်းပြီးတော့မှတော်လှန်နေတဲ့အထက်မှာဒါလည်းအရန်ကောင်းတဲ့လက္ခဏာတွေတွေ့ရတယ်ဆိုတော့ပြောချင်တာဗောနော်ဟုတ် ူလုတ်သွားတဲ့အကွက်ကတော်တော်လှရတယ်ပေါ့နော်။ရခိုင်ပြည်နယ်အတွင်းထဲမှာဆိုရင်ရခိုင်လူမျိုးရဲ့ဟိုအစ္စလမ်ဘာသာဝင်ရဲ့ဟိန္ဒူရဲ့အကုန်လုံးဒါဟိုဘယ်လိုပြောမလဲညီညာညာနဲ့ပူပေါင်းဆောင်ရွက်မယ်ဆိုတဲ့သဘောသွားတွေ့ရတာပေါ့ဟုတ်။နောက်တစ်ခုကတော့ဒါပုံမှုကိုမေးထားတာပေါ့နော်။ NRA တက်ဖွဲ့ဆိုတာကိုဘာပြောချင်လဲတဲ့။နောက်တစ်ခုကကျွန်တော်တို့ UNG ကရောတဲ့ထိုးစစ်ဆိုတာတကယ်ဖြစ်လာနိုင်မလားတဲ့။သူတို့တိုက်ခန့်တွေ့ ဖြစ်လာနိုင်မလားပုံမှုအနေနဲ့တုံ့တက်ပေးနိုင်မလားတဲ့အဲ့ဒါအဲ့ဒါမေးထားပါဘောဟုတ်ဟုတ်အဲ့တော့ဒီမှာ तू မေးထားတဲ့မေးခွန်းလေးပေါ့နော်ပုံမှုရေးတဲ့ NRA ဖွဲ့တယ်ဆိုတော့ဘာပြောချင်လဲ NUG ရောထိုးစစ်ဆိုတာတကယ်ဖြစ်လာနိုင်လားသူတို့အတိုက်ခံဖြစ်လာနိုင်လားပုံမှုအနေနဲ့တုံ့တက်ပေးပါဒါကျွန်တော်ကတော့ကျွန်တော်ညံမိတလို့ပေါ့နော်ညံမိလို့တုံ့တက်ကျွန်တော်တို့ဒီနေ့တော်လှန်ရေးကဘယက်နေစတင်ခဲ့လဲဆိုတော့ကျွန်တော်တို့ပြည်သူလူထုလိုချင်တာကနေစတင်ခဲ့တာ နော်ပြည်သူလူထုရဲ့ဆန္ဒပဲဒီနေ့တိုက်ပွဲပြည်သူလူထုပါဝင်တဲ့ပြည်သူလူထုများစွာပေါ့နော်ဘောမတွေကလွဲလို့ပြည်သူလူထုများစွာပါဝင်တဲ့တိုက်ပွဲတစ်ပွဲဖြစ်တယ်အဲ့ဒီတော့ကျွန်တော်တို့ကပြည်သူလူထုကိုအခြေပြုတဲ့တော်လှန်ရေးလို့ပြောရင်မမှားဘူးအဲ့တော့ပြည်သူလူထုရွေးချယ်တင်မြှောက်တဲ့ခေါင်းဆောင်တွေကဥဆောင်ပြီးလုပ်မယ်ဆိုရင်တော်လှန်ရေးအရွေးကပို့ပြီးရောက်တယ်ဆိုတော့ဟာလေမားတဲ့အကြောင်းမရှိဘူးเนาะဟုတ်တယ်အဲ့တော့ဒါမှမဟုတ်ဇကားလုံးဝ ကျွန်တော်ပြည်သူအခြေပြုတယ်ဆိုတာဆိုတာကိုပဲပြောချင်တာပေါ့နော်အဲ့တော့ NRA ဖွဲ့တော်ဘာပြောရင် NRA က NRA ဖွဲ့တော်ကိုကျွန်တော်အနေနဲ့ဘာမှမပြောချင်ဘူးပြည်သူလူထုဘာပြောလဲဆိုတာကိုပဲ NRA ကနားထောင်မှာပေါ့နော်အဒါတစ်ချက်လေးပြောချင်တယ်ပြီးတော့ NUG ထိုးစစ်ကတော့တကယ်ဖြစ်လာနိုင်တာဆိုတော့ကျွန်တော်ဒီ၅နှစ်တာကာလမှာ NUG ရဲ့ထိုးစစ်ကထိုက်တင်တဲ့လောက်ခကြီးမရောက်ခဲ့ဘူးလားဆိုတာကပြည်သူလူထုအတိပဲဖြစ်တယ်ပေါ့နော်အဲ့တော့ အားမရဘူးအားမရဘူးအားမရတာတော့မှန်တယ်ခင်ဗျားတို့တွေအားမရတာမဟုတ်ကျွန်တော်တို့လည်းအားမရဘူးဒါပေမဲ့အားမရတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ပြန်သုံးသပ်တဲ့အချိန်မှာမင်းအောင်လိုင်ကအခုလေရင်တစည်းလုံရင်အခုလေရင်တစည်းချက်ချင်းဝဲနိုင်တယ်အခုပတ်စံလုံရင်ဟိုမှာဟိုဝါဒီဆက်ယုံကြီးလက်ညှိုးထိုးပြီးတော့မှမင်းပတ်စံရိုက်ဆန်းဝါဆိုပြီးတော့မှရိုက်ပြီးတော့မှထုတ်လို့ရတယ်နော်စီးပွားရေးကဘာလုပ်မလဲမြေပေါ်မြေရောက်တန်ရာဇာတာတွေကျွန်တော်တို့နိုင်ငံမှာအများကြီးရှိတယ်မင်းအောင်လိုင်ကဒါနဲ့တော်လှန်ရေးကိုဖြိုခွင်းတာ တော်လိုင်းတက်ဖွဲ့တွေကပြည်သူလူထုကိုအခြေပြုပြီးပြန်လောက်ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ NUG ကထိုက်တင်တဲ့လောက်တော့တာမသွားတဲ့ဟာတော့ကျွန်တော်တို့ကလက်ခံရမယ်။ဟုတ်။အဲအဲ့တော့သူတို့နှစ်ယောက်ကရောသူတို့ NUG နဲ့ NRA ရောအတိုက်ခံဖြစ်နိုင်လားဆိုတော့အခုလက်ရှိဘာဖြစ်နေလဲဆိုတဲ့ဟာကိုပဲကျွန်တော်တို့ကအရင်ဆုံးကြည့်ကြပါတော့နော်လက်ရှိဘာဖြစ်နေအဲ့တော့ NRI ကဘာကြီးရောကျောင်းဖွဲ့စည်းတာလဲဒီဟွာဟိုပဲစစ်ကောင်စီကိုပြုတ်ကြဖို့အတွက်ဖွဲ့စည်းတာလား NUG ကိုပြုတ်ကြဖို့အတွက်ဖွဲ့စည်းတာလား ဒါတော့သူတို့မှာသူတို့ရည်ရွယ်ချက်ရှိလိမ့်မယ်အဲ့တော့အဲ NGO ကပြီးမင်းတို့ဒီဟာမလုံးနဲ့တော့မင်းတို့အာဏာတွေငါတို့ပေးငါတို့ကငါတို့လုံးမယ်ဆိုတာနဲ့စာလို့ရှိရင်ကျွန်တော်တို့ကပူပေါင်းဆောင်ရွက်တာပိုမကောင်းဘူးလားဆိုတော့အမြင်ရောပဲကျွန်တော်တို့ကမြင်တယ်လို့ဆိုလိုချင်တာပေါ့နော်အဲ့တော့ NRA နဲ့ NUD နဲ့ပေါင်းပြီးတော့ NUI NUI NUIA ဖြစ်သွားလို့ရှိရင်လည်းကျွန်တော်တို့ကပိုကောင်းတယ်အဓိကတော်လန်ရေးကိုရှေ့ကိုရောက်အောင်သွားနိုင်တဲ့လူကိုပဲကျွန်တော်တို့ကလိုလားတယ်ဆိုတော့ပြောချင်တာပေါ့တော့ပြည်သူလူထုလိုလားတာလဲဒါပဲ ပြည်သူလူထုကတရက်တစ်မျိုးသိမ့်နေလေပြည်သူလူထုကပို့ပြီးတော့မှကြိုက်လေပဲအဲ့တော့ပြည်သူကမြန်မြန်ပြီးကျင်ပြီးရှိသမျှအိတ်သွန်ဖာမောက်လဲဝိုင်းပြီးတော့မှကုညီနေကြတာလဲမြေဝါးထင်းနေလဲမြင်တွေ့ရတယ်အဲ့ဒါတကယ်ဟိုဟိုတချို့ဆိုရင်ဒါဈေးထဲမှာကျွန်တော်တယောက်လာပြီးတော့မှနှုတ်ဆက်တယ်ကျွန်တော်ကလက်ဖိတ်တိုင်းမှာထိုင်နေတဲ့ချိန်မှာကျွန်တော်ဒါအမ်လွဲတစ်လုံးပေါ့နော်လာပြီးတော့မှဟိုဟွာဖြစ်ပြီးတော့မှလာတာဆက်ပြီးလေးနဲ့လာတာဟုတ်ဆက်ပြီးလေးနဲ့လာတူသားလည်း PDF ထဲမှာပေါ့နော်အဲ့ဒီ အန်ဒီယာပြော့ပြတယ်။ဒါလည်း PDF ထဲမှာတဲ့ဆက်ပြီးလေးနဲ့လာတယ်။နိုင်တဲ့လောက်သူကူညီတယ်မြန်မာပြည်ထဲမှာသူချီပိုင်ဆိုင်နေမြတ်တခုမှမကြံတော့ဘူးတဲ့။အခုဆက်ပြီးလေးတစည်းနဲ့လှုပ်ရှားနေတယ်။ဟုတ်တယ်။ရတယ်လေဘာမှမဖြစ်ဘူးတဲ့။ညီတွေဟိုဝါတွေကငါအချိန်တန်လို့ရှိရင်မြန်မာပြည်ထဲပြန်ရောက်လို့ရှိရင်ပြန်ဝယ်လို့ရတယ်။လောလောဆယ်နိုင်ဖို့ပဲလိုတယ်ဆိုတာပေါ့နော်။ဒီလိုလူမျိုးတွေအစားကျွန်တော်တို့မြင်တွေ့နေရပြီဖြစ်တဲ့အတွက်အဲ့တော့ကျွန်တော်သုံးသပ်တာကတော့ NUG မကောင်းလဲမပြောဘူး NRI မကောင်းလဲမပြောဘူး ကျွန်တော်တို့ကအဓိကစစ်ကောဟိုစစ်ကောင်စီကိုပြုတ်ကြအောင်လို့ပြည်သူလူထုလိုလားတဲ့လူလဲဖြစ်ရမယ်စစ်ကောင်စီပြုတ်ကြအောင်လဲတိုက်နေတဲ့လူဖြစ်ရမယ်ဒီလိုမျိုးနှုတ်နှစ်ဖက်တဟားစာတာမျှမယ်ဆိုရင်တော့ပိုကောင်းတာပေါ့ပြည်သူကမလိုလားဘူးစစ်ကောင်စီကိုတိုက်တာတော့မှန်တယ်ပြည်သူမလိုလားဘူးပြည်သူကဘာဖြစ်ချင်လဲဘလို့လှုပ်ချင်လဲဆိုတဲ့ဟာကိုပြည်သူ့ရဲ့ဆန္ဒကိုမခံယူဘဲနဲ့ငါတကောကောပြီးအလုပ်လုပ်မယ်ဆိုလို့ရှိရင်လည်းအစင်ရတော့မပြေဘူးအဲ့တော့ပူပေါင်းဆောင်ရွက်ထားတဲ့အကောင်းဆုံးလို့တော့မြင်တာပေါ့အဲ့တော့မင်းပါတတ်နိုင်တယ်မင်း 50တက်နိုင်လို့ရှိရင်ငါ30တက်နိုင်တယ်နှစ်ယောက်ပေါင်း80ဖြစ်သွားမယ်ဟုတ်လားနောက်ထပ်20သမားတစ်ယောက်လာလို့ရှိရင်ကျွန်တော်တို့ကတရားဒင်းပြချက်ပြီးအောလို့ရတယ်ပေါ့နော်အဲ့တော့ပူပေါင်းဆောင်ရဲ့ main တက်နိုင်တဲ့ဟာနဲ့ငါတက်နိုင်တဲ့ဟာနဲ့ပူပေါင်းဆောင်ရွက်မယ်ဆိုတဲ့ဟာသာလင်အကောင်းဆုံးလို့ကျွန်တော်ပြောချင်တာပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ပြောခဲ့တဲ့အထက်မှာကျွန်တော်တို့ကတော့စီယုံကြီးကိုပဲအဓိကသွားစေခြင်းနဲ့ဘသူ့ဟိုမှာဟိုလူကဟိုလိုဖြစ်တယ်ဒီလူကဒီလိုဖြစ်တယ်လို့ကျွန်တော်တို့ဒီချိန်မှာပြောနေမယ်အစားပေါ့နော်ဒေါ်လန်ကြီးက၅နှစ် ဖြစ်ခဲ့ပြီဖြစ်တဲ့အတွက်ဒီလိုတွေပြောနေမဲ့အစားမင်းတတ်နိုင်တဲ့ဟာကမင်းစံတေးထန်းနိုင်ရင်ငါလည်းတေးထန်းမယ်သူတမိနစ်အတွင်းမှာအိတ်30ထန်းနိုင်ရင်ကိုက40ထန်းနိုင်လို့ဝင်ထန်းလိုက်ရင်နှစ်ယောက်ပေါင်းစု80ဖြစ်မသွားဘူးလားလစ်ပိုတဲ့ limit တောင်တမိနစ်အတွင်းမှာအိတ်60ထန်းရမယ်ဆိုရင် limit တောင်ပို့ပြီးတော့ကြော်သွားသေးတယ်ပေါ့နော်အဲ့တော့တယောက်နဲ့တယောက်ကဒီလိုမျိုးလေး ွားတာသာလင်ပို့ပြီးတော့မထမ်းမဲနဲ့ပြောနေကြအေးမိထန်းငါထမ်းအေးမိထန်းငါထမ်းဟောတော့အဲ့တော့ဟိုပြည်သူကလည်းကျွန်တော်တို့ခြေလုံးညီညွတ်ခြင်းကိုအရန်လိုချင်နေတဲ့အချိန်ကိုရောက်ပါပြီကျွန်တော်ကျွန်တော်တို့တိုင်းသားတော်လိုင်းတပ်ဖွဲ့တွေရောကျွန်တော်တို့ဒါ local pdf တွေရောပါအကုန်လုံးလက်တွဲညီညီနဲ့နော်အထွေထွေထိုးစစ်ကြီးကိုလည်းဒါမျှော်လင့်နေပါပြီဆိုတဲ့ဟာလည်းကျွန်တော်တို့ပြောကျင်နေပါတော့အဲ့တော့အထွေထွေထိုးစစ်ကဖြစ်လာနိုင်လားဆိုတော့ဖြစ်မလာနိုင်နေရအကြောင်းကိုမရှိတာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒါ စီဒီအန်နေဟိုဟာတွေထောက်ပံ့ကြီးပေးနေတာတောင်မှပဲကျွန်တော်တို့2024ဒီဇင်ဘာလကလေးကစပြီးတော့ရက်ထတာဆိုရင်အခုဒါ6လတာ ကာလရှိပြီဒါအထွေထွေထိုးစစ်အတွက်ကျွန်တော်တို့ရန်ကုန်ဝေးစူးစောင်းနေတဲ့အတွက်မပေးသေးတာပါဆိုတော့ဒါလည်းဒါအစိုးရဘက်ကတာဝန်ရှိတဲ့လူတွေကကျွန်တော်တို့ပြောထားတာလည်းရှိတယ်အဲ့ဒီအပြင်အခုနောက်ပိုင်းမှာကျွန်တော်တို့ဝင်လာတဲ့လက်နေနဲ့အတူဒါပြည်သူ့ရင်ွယ်ခေါ်လွန်လာတဲ့လူတွေကိုကျွန်တော်တို့တက်ဆိုင်ရာတက်ဖွဲ့တွေကပဲစုငွေပေးနိုင်တာအစိုးရကမပေးနိုင်သေးဘူးပေါ့နော်ဒါလည်းကျွန်တော်တို့အထွေထွေထိုးစစ်အတွက်ဒါ ဟိုပြင်ဆင်နေတယ်လို့ဒါကျွန်တော်တို့တွေကြားသိရတယ်အဲ့တော့ဒီဟာကဒီလောက်ထိပြင်ဆင်ပြီးမှတော့ဖြစ်မလာဘူးဆိုလို့ရှိရင်လည်းကျွန်တော်လည်းဒါတစ်ခုခုကတော့ကျွန်တော်လည်းပြောရတော့မယ်အချိန်နေရောက်ပြီပေါ့နော်အဲ့တော့ဖြစ်မလာနိုင်တဲ့အကြောင်းမရှိဘူးဖြစ်ကိုဖြစ်လာမှာပါကျွန်တော်တို့အစိုးရကိုကျွန်တော်တို့ယုံကြည်လို့လည်းဒီနေ့ဒီချိန်ထိဒါအတူတူလက်တွဲပြီးတော့မှအလုတ်လုံးနေတယ်ဆိုတာကိုပြောချင်တာပေါ့နော်အဲ့တော့ဒီနေ့ပြောခဲ့တဲ့အထဲမှာတော့ကျွန်တော်တို့ကတော့အာဟိုမေအောင်လိုင်းကတော့ထုံးတဲ့နိုင်ပဲလှုပ်ချင်အား အာနာပေးကနီးမှာသူများကိုပေးကနီးမှာဒါမှမဟုတ်သူဆက်ယူထားမလို့လားတော့မသိဘူးလှုပ်ချင်တာတွေတော့လှုပ်ပြီးတော့မှဟိုဟာတွေဝယ်ဒီဟာတွေဝယ်နဲ့ဒါပြည်သူဗန္နာငွေကိုစိတ်ကြိုက်ဖြုံးနှီးနေတယ်ဆိုတာရယ်ပြီးတော့ဒါကျွန်တော်တို့အဲရခိုင်ပြည်နယ်မှာဆိုလို့ရှိရင်ဒါလူမျိုးရေးဘာသာရေးမှိုင်းဘလို့မှတိုက်လို့မရတော့ဘဲနဲ့ဒါတစူးတစီတဲ့ဆေးအနာရှင်ကိုတော်လှန်သွားမယ်ဆိုတော့ဒါသတင်းကောင်းတွေကိုကျွန်တော်တို့ပြောပြတာပေါ့နော်အဲ့တော့ကျွန်တော်မေးထားတဲ့မေးခွန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောသွားတဲ့အထက်မှာလည်းတချို့အမားတွေပါခဲ့လို့ရှိရင်လည်း ဒါတိခန့်ခွင့်လွှတ်ပေးပါပြည်သူလူထုအနေနဲ့လည်းဒီဟာနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော် comment လေးတွေမှာဝင်ပြီးတော့မှဒါမိမိထင်မြင်ယူဆချက်လေးတွေကိုဝင်ပြီးတော့ဆွေးနွေးလို့ရပါတယ်လို့ပြောကြရင်လည်းကျွန်တော်ဇာတ်ကောင်လေးကိုညီကောင်းချုပ်ပါရပြအားလုံးကိုကျေးဇူးတင်ပါတယ်